ဘလောက်တောင်ကြောက်နေလဲဆိုတာကိုကျွန်တော်ကပြောချင်တာဒီနေ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆို လိုက်ပါတယ်ခင်ဗျာ နေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် မြန်မာနေဆက်ကိုအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီးဆိုတော့ပြာရခတ်ပြီးတော့တုံလုံး6ချနေတဲ့မင်းအောင်လိုင်းအကြောင်းကိုကျွန်တော်ဖော်ပြခြင်းတယ်တကယ်တမ်းလဲမင်းအောင်လိုင်းဟာတေမင်းနဲ့ရင်ဆိုင်တွေ့နေရတယ်လို့သူရန်ကိုစိုးရုံကြောက်လန့်နေပြီးတော့တေမင်းငေနေတဲ့အခြေအနေ ठी ကိုပါရောက်နေတာပါ ဟုတ်ပြီဖန်ကိုကပန်းကရန်ဆင်းလာတယ်ဆင်းလာတော့မှ လုံကြုံကြီးအပြည့်နဲ့လက်ရှိဖန်မှာလည်းပဲတန်ချက်ကားရင်တွေနဲ့ပါလုံကြုံကြီးကိုတင်းတင်းကြပ်ကြပ်ချမှတ်ထားတယ်သူဆင်းလာတဲ့သူစီးလာတဲ့လေရင်မှာတော့မှလုံကြုံကြီးလေရင်သုံးဆင်းမှာပါလာသေးတယ်အာနာရှင်တွေအယံကိုသိမှကြောက်တယ်ဘာဖြစ်လဲဖန်မဲ့ကိုပြည်သူတွေရှိတဲ့နေရာပဲကိုလာတွေ့တာ အလောက်တီလိုလို့လားဗျာအရေးပေါ်စီဝေးလုတ်တယ်ကျွန်တော်ရဲ့မိသားစုဝင်နေဖအံမှာအဲ့ဒီရေးပေါ်စီဝေးမှာကျွန်တော်တို့လက်ရှိသုံးသက်ရပြီတလောက်တော့ဖအံမှာရှိနေတဲ့ DGB နဲ့ BGF တွေကိုပတ်ထုတ်ဖို့ဖြစ်ပါတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်။ဘာကြောင့်ပတ်ထုတ်မှာလဲဆိုတာကလည်းကျွန်တော်ရဲ့မိသားစုဝင်နေလက်ရှိအမေရိကန်ကအရေးယူတော့မယ် BGF နဲ့ DKPA ဒါကိုသူကထိုးချွေးမှာ ဒါခါကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိနေတဲ့နေရာစောင့်တက်ဆိုတဲ့သူတွေပြီးတော့ဒါအမြင့်မားဆုံးဆိုတဲ့ကျက်ဖို့ပါတီရဲ့ကျွန်တော်တို့ကိုကံဥက္ကဋ္ဌလူမျိုးပဲကြောက်ချင်လို့လူကောင်းမျိုးတွေတောင်မှသူဘလူမျိုးထိုးချေခဲ့လေကျွန်တော်ရဲ့မိသားစုနေအားလုံးကြားသိပြီးသားပါဒီတော်လန်ရင်းမှာကျွန်တော်ရဲ့တော်လန်သောမိဘပြည်သူတွေမသိတာတခုမှမရှိဘူးကျွန်တော်ရဲ့မိသားစုဝင်တွေဟုတ်ပြီ PC ဖန်ကိုရောက်လာတဲ့ PC ဖွဲ့တွေရှိတယ်ပံမှာလည်းပဲအဲ့လိုပဲဗျဒီကားပေါ့နော်နောက်တော့အပြစ်စီးကြတာတွေကဝတ်တောက်ကားတွေစီးကြတယ်ဗျဒါကကျွန်တော်တို့မြောက်ရီနဲ့ဖန်အန်လောက်ထိဝတ်တောက်ကားတွေစီးကြတာများတယ်အဖွဲ့စည်းဆိုတော့စီးလို့ရတယ်လေကျွန်တော်ရသားပြည်သူဝတ်တောက်ကားစီးလို့ရလားအဲ့ဒီမိကုံးလေးတွေဒါဖန်အန်တကြောနဲ့မြောက်ရီတကြောမှရှိတယ်ကျွန်တော်ရဲ့ညီကုံမောင်မတွေလည်းဖြည့်လို့ရတယ်ထုံးစံတိုင်းမယ်ဖန်ခွင်လေးကိုဝင်လာတဲ့ PC ကတယောက်သူ့ရဲ့ကား ကိုရှင်လေးမှာ PC uniform လေးချိတ်လို့ပေါ့ဗျာ PC ဆိုတော့ကလည်းအပွင့်နေခက်တည်းရအလကားနေပါရတယ်ဗျာပတ်စံပေးရင်ဝယ်လို့ရတယ်ဆိုတော့လက်နက်ကောလူရောကားရောဖမ်းလိုက်တယ်ဘလောက်တောင်ကြောက်နေလဲဆိုတာကိုကျွန်တော်ကပြောချင်တာဒီနေ့နောက်တဲ့သတင်းတစ်ခုကရခတ်တက်တော့အေအေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတုတ်လိုက်လို့ရာကြောတည်သွားတဲ့ဖြစ်စဉ်အကြောင်းကိုပြောပြခြင်းနဲ့ ကျွန်တော်တို့အေရဆုတ်ခွာပေးလိုက်တယ်ဆိုပြီးတော့အဲ့ဒီဂျေးရဒွဲကိုအားကြီးနဲ့ဝင်လာတဲ့အကျန်းဖက်စစ်ခွေးတက်ကကောင်းနေအကြောင်းကိုကျွန်တော်ဖော်ပြပေးချင်တာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုကိုတဦးချင်းစီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ်။အားလုံးလဲကြားသိပြီးသားအားလုံးလဲစိတ်ဝင်စားတဲ့ကျွန်တော်အာဆီယံအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်လာရောက်သွားတယ်။ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့သူဘာတခေါမှမပြောခဲ့ဘူးဗျာ။ ခင်းချင်းနဲ့ပတ်သက်ပြီးတော့မင်းအောင်လှိုင်ရဲ့လော်ဘီတိုက်ခါဒီကိစ္စအပေါ်မှာသူတို့တွေအရန်ကိုကျင်းနေသွားတယ်ဟာထရန့်ကမြန်မာနိုင်ငံရေးစိတ်ဝင်စားဘူးဟုတ်ပါတယ်စိတ်ဝင်စားပါဘူးဒေါ်နယ်ထရန့်ကျွန်တော်တို့ဒါအာဆီယံစည်းဝေးကနေပြီးတော့ပြန်ပြီးတဲ့နောက်ရက်မှာပဲကြားဖြတ်နဲ့ပတ်သက်တဲ့ရာဇဝတ်သားတွေကိုစိန်ခေါ်လိုက်ပြီးတော့အပြတ်ချိန်မုံမယ်လို့တရဝင်းထုတ်ပြန်ကြေညာလိုက်တာ အစည်းအဝေးမှာဒေါ်နယ်ထရန့်ဘာမှမပြောခဲ့ပါဘူး။ဟုတ်ပြီ။ကျွန်တော်ကပြောချင်တာကတော့ကျွန်တော်တို့ဒီ US ပေါ်တော့ Yes to Fight ဝင်နေအနေနဲ့ကျွန်တော် KNU နဲ့ပူးပေါင်းပြီးတော့လုပ်လို့သွားမယ်လို့ကျွန်တော်ကတော့ထင်မိတယ်။ဆိုတော့ KNU မှာဆိုရင်တပ်မဟာ9ကျွန်တော်တို့ကရင်2 Commando တပ်ဖွဲ့တွေရှိတယ်။နာမည်ကြီးပဲကျွန်တော်ရဲ့မိသားစုဝင်နေ။တကယ်ပကညောတွေဘလောက်တွေကြမ်းလဲဆိုတာကျွန်တော်တို့ခေါင်းခေါင်းသိတယ်။ ဒီနေ့ပြောရင်းနဲ့ကျွန်တော်ကကျွန်တော်ဖြတ်တန်းခဲ့တဲ့ဒါအတွေ့အကြုံနဲ့ကျွန်တော်ရဲ့မိသားစုအများနဲ့ sharing လုပ်တတ်တယ်ဗျာကျွန်တော်စစ်တနန်တခုတက်နေတဲ့အချိန်မှာကျွန်တော်ရဲ့မနမ်းမကန်အခြားသောဂွင်တခုမှာကရင်ကွန်မန်ဒိုတင်တန်းဖွင့်နေတယ်အချိန်တည်းမှာပဲဆိုတော့အဲ့ဒီမှာကေးကွန်မန်ဒိုတင်တန်းဘလောက်ကြမ်းလဲမကြမ်းလဲဆိုတော့ကရင်တွေတော့မခံနိုင်ဘူးတောင်ပေါ်ကရင်တွေနော်သူတို့တော့မခံနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒီသူတို့တင်တန်းနဲ့ပတ်သက်တဲ့ပေါ့နော်တင်တန်း အချိန်ဤကိုတော့ကျွန်တော်တို့အဲဘလောက်ဒီခက်ခဲလဲဆိုတာကိုကျွန်တော်မိသားစုနဲ့အနေငယ်ဖော်ပြတာပါဟုတ်ပြီသတင်းကိုပဲဆက်ပြီးတော့သွားမယ်ဆိုတော့ကျွန်တော် US 2တပွဲဝင်အနေနဲ့ကျွန်တော်တို့တပ်မ9နဲ့ဒါပူးပေါင်းပြီးတော့ဆောင်ရက်တွားဖို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်လက်ရှိအချိန်မှာလည်းပဲတပ်မ9ရဲ့ခွေနဲကိုဝင်လာတဲ့ DKBA BGF အကြမ်းမဖက်စစ်ခွေးတက်ဘလုံးမကိုလှုပ်လို့မရဘူးကရင်ကရင်ချင်းလမ်းပြပြီးတော့ဝေလာတာတော်မှတက်မှငါခွင်ထဲမှာဒီကောင်นี่လှုပ်ချင်တယ်လှုပ်လို့မရအလောက်ထိကိုကျမ်းတာတက်မှငါပြတ်သားတာလေမမင်းနဲ့ကျွန်တော်ရင်မိသားစုနေကျွန်တော်နောက်ဆုံးဖာပွန်ကနေပြီးတော့ပြန်လာတာတက်မှငါခွင်ထဲကကျွန်တော်ခါရဲ့ကျွန်တော်ရဲ့ဒဏ်ရာအဟောင်းပြန်ထပြီးတော့ကျွန်တော်အခုချိန်ထိနားနေရတဲ့အခြေအနေထိကို ချမ်းသာလမ်းမန်းဆက်တွေဒီချိန်စုပိုဆိုးမှာကျွန်တော်မိသားစုဝင်နေဟုတ်ပြီကျွန်တော်ဒီဇင်ဘာရွေးကောက်ပွဲမတိုင်ခင်မှာဒါနေပြီးတော့နေပြီးတွင်းနဲ့ကိုလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေဝင်ရောက်လာပြီးဆိုတဲ့အကြောင်းကိုမနေ့ကသတင်းမှာလည်းကျွန်တော်ဖော်ပြခဲ့တာရှိတယ်ဒါအပြင်တင်းလိုက်တိုင်းမောတောင်စခန်းကိုကျွန်တော် KNU နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေတင်းလိုက်တယ် ီးတော့သူတို့ရဲ့မွေးစားသားတွေဖြစ်တဲ့မအားလာရဲ့လက်ရှိမွေးစားသားတွေဖြစ်တဲ့ DKB နဲ့ BGF ပေးတဲ့ဒုက္ခတွေကိုလည်းပဲအာနာသိအကြမ်းဖက်ဖက်စစ်ခွေးတက်တကယ်ကိုအခက်တွေ့နေတာဖြစ်တယ်။ဒါကြောင့်လည်းပဲဖန်ကိုကြီးကြီးတုတ်ပြားနဲ့ဆင်းလာတာဆင်းလာဆင်းလာတာသူကအာသူဘသူမှတော့အသိမပေးဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့အားလုံးကသတင်းတွေရရှိပြီးသား တည်ကနီးနေပြီကျွန်တော်ရင်မသားစုနေအဲ့ဒီကောင်ဟုတ်ပြီကျွန်တော်ကဘာသာဗျာလက်ရှိချိန်မှာအနာသိမ့်တာနဲ့ပတ်သက်ပြီးတော့အာအခုပေါ့နော်ကျွန်တော်တို့ရဲ့အမှုပညာရှင်တွေအာလှုပ်ဆောင်မှုတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အတန်တွေပြီးတော့လူမှုကွန်ရက်ဆိုရှယ်ဆိုင်မျက်နှာတွေစသည်အဖြစ်ပေါ့နော်ဒါတွေကလည်းတကယ့်ကိုထိရောက်ပါတယ်ဆိုတော့ကဘာကလည်းပဲလက်ရှိအချိန်မှာကျွန်တော်တို့နိုင်ငံရဲ့အရေးကိုအာယုံစိုက်လာတယ်ဆိုတာကျွန်တော်ရဲ့မိသားစုကိုပြောချင်တာပါဆိုတော့အာဆီယံ ကျွန်တော်ထိပ်သီးစီဝေးမှာဒေါ်နယ်ထရန့်ရောက်ရှိလာပြီးတော့မြန်မာနဲ့ပတ်သက်ပြီးတော့မြန်မာအကြောင်းနဲ့ပတ်သက်ပြီးတော့တလုံးမှမပြောဘဲနဲ့အဲဒီကနေပြီးတော့ပြန်သွားပြီးတဲ့နောက်မှာမြန်မာနယ်စပ်မှာ ရှိတဲ့ကြားဖြတ်လုပ်ငန်းကိုနှိမ်နှင်းမယ်ဆိုပြီးတော့ special force အဖွဲ့တွေကို ဖွဲ့စည်းတည်ထောင်ပြီးတော့နှိမ်နှင်းချိန်မုံဖို့ကိုလည်းပဲကဘာတိပြပြတတ်တာကြီးညာလိုက်တာဖြစ်ပါတယ်တခါတည်းမှာစကားတွေအများကြီးပြောနေစရာမလိုပါဘူးဟုတ်ပြီ နောက်တဲ့တိုက်စံတာလေးတခုလည်းတင်ပြခြင်းတယ်အဲ့ဒါကတော့မီကန်ကနေပြီးတော့ကြားပြန်နှိမ်နေကိုကဘာတိကျညာလိုက်တဲ့အချိန်မှာရုရှားစစ်သမောတွေကလည်းမြဝပြည်ဘက်ချမ်းကိုရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကြားသိထားရတယ်ဒါရင်းနဲ့ပတ်သက်ပြီးတော့လက်ရှိကျွန်တော်တို့ကဘာကြီးရဲ့တုံ့ပြန်မှုအခြေအနေတွေပြီးတော့ဘယ်လိုမျိုးကူညီမှုတွေရလာမလဲဆိုတာကိုလည်းကျွန်တော်တို့အရန်ကိုစိတ်ဝင်စားနေကြတယ်ကျွန်တော်တို့ KNU အနေနဲ့လည်းပဲဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့အာသူတို့ပူပေါင်း ပါဝင်ပြီးတော့နှိမ်နှင်းမယ်ဆိုရင်သူတို့ကိုလည်းအကူအညီပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကြားဖြန့်ကတကယ့်ကိုအင်အားကြီးမာတာပါ။ကျွန်တော်တို့နိုင်ငံမှာပေမအမြင့်တွေ့ထားတာကျွန်တော်တို့ကရင်ပြည်နယ်မှာခြေကုပ်ယူထားတာကမ်ဘောဒီးယားစသည်အဖြစ်အခုကြားနေတာတွေပါတယ်ညာတွေကအလောက်မဟုတ်သေးဘူး။ကျွန်တော်တို့စီမှာအမြင့်တွေ့နိုင်ငံရဲ့မြောက်ပိုင်းမြောက်ပိုင်းနေအခုတောင်ပိုင်း ဆိုတော့ဥပကတယုံနဲ့ရန်နီးတာပေါ့တယုံနဲ့ရန်နီးလို့သူတို့ကအကင်းပြင်းနယ်ကိုပြစ်မှတ်ထားရွေးချယ်ခဲ့တာဒါကိုလည်းပဲအမြင့်တွေ့အောင်မျိုးစစ်ချလိုက်တာကမင်းအောင်လှိုင်းသူနဲ့ပတ်သက်တဲ့သူတွေအဲ့ဒါမှ KNU ကောင်းထောင်လို့မရမှာတော် KNU တော်လိုင်းကိုကောင်းကောင်းလှုပ်လို့မရအောင်ဘာကြောင့်လဲအခုကြားပြန်ကအရန်ကိုချမ်းသာတယ်လက်နက်လားရွှေလားငွေလားဒေါ်လာလားသူတို့ကအကုန်ရှိတယ်ဒါကြောင့်လည်းပဲ DABA တို့ BGF တို့သူတို့ရဲ့အိတ်ကတ်တွေကိုထည့်ထား ရပြန်ခေါင်းဆောင်တို့ရဲ့အိတ်ကက်ထဲမှာ DKB တို့ BGF တို့ကလှုပ်လှုပ်နေရကျွန်တော်အများကြီးပြောရင် မကောင်းလို့ PC အဖွဲ့တွေလည်းဒီလိုပါပဲပေါ့နော်ကျွန်တော်က KNU ကို KNT ကို KNN လေးပဲခင်ဗျာတဖွဲ့တည်းရှိဘသူကတမိုင်းမှတ်ကြောက်တင်ထားမလဲဆိုတာမကြခင်အဖြစ်ထွက်လာတော့မှာပါဟုတ်ပြီ ါကနေပြည်တော်ထိကျွန်တော်တို့နေမြေတွေစုံမဝင်ရောက်လာတဲ့အချိန်မှာဒါအာနာသိန်းချမ်းဖက်စစ်ခွေးတက်ပြီးတော့ခေါင်းဆောင်မင်းအောင်လှိုင်ကဒါဟိုတော်မှအာယုံမစိုက်နိုင်ပဲနဲ့ကျွန်တော်တို့ဖအံအထိအေးတကြီးအစည်းဝေးဆင်းလာတယ်ဆိုတာကိုကျွန်တော်ရဲ့မိသားစုဝင်တွေကိုစဉ်းစားလို့အရောင်းချိန်ပြတာပါနေပြည်တော်ကြီးမနေ့ကကျွန်တော်တို့ဝင်ပိုင်းပြီးသွားပြီစခွေးစကန်ကိုကျွန်တော်တို့မှုတ်ချိတ်ပြီးသွားပြီဒါပေမဲ့သူအဲ့လောက်အာယုံမဆိုင်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့ကိုတကယ်တော့မဲ့ တိမ့်ငှက်ကသူ့ခေါင်းပေါ်မှာဝဲနေပြီဟုတ်လားကျွန်တော်ညီဒါစုဝင်နေဟုတ်ပြီမနေ့ကဒီမော်တော်စကန်နဲ့ပတ်သက်ပြီးတော့မော်မော်တော်မော်တော်မြေသိပ်ပတ်သက်ရုံနဲ့ပတ်သက်ပြီးတော့ဒါအញ្ញကံတူနေနဲ့ပတ်သက်ပြီးတော့ဇောမဲလိန်ကသတင်းကောင်းပါထားပါတယ်အဲ့ဒါလေးပဲကျွန်တော်မိသားစုနေဖတ်ပြခြင်းပါတယ်လေလာဒီတိုင်းမော်တော်မျိုးနဲ့ကျမ်းမာဖက်စစ်ခွစ်တက်စကန်တွေရေစကန်တွေ ပြီးတော့ cargo scan တွေပေါ့နော်လက်နက်ကြီးကုန်းတွေအကုန်လုံးကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အញ្ញခံသူပေါင်းစုစုပေါင်း40ကျော်ဖမ်းဆီးရမိထားတယ်သူတို့နဲ့ပတ်သက်ပြီးတော့တက်မတော်သတင်းမှန်ပြန်ကြားရေးပြောရေးဆိုဝင်ရှိသူဇော်မဲထွန်းကဒီကောင်တွေသူတို့ညံ့လို့သူတို့ခံရတာတက်မတော်နဲ့ဘာမှမဆိုင်ဘူးသူတို့ကတက်မတော်ရဲ့စစ်စည်းကမ်းအတိုင်းလိုက်လာမယ်ဆိုရင်အခုလိုရန်သူကအဖမ်းခံရမှာမဟုတ်ဘူးသူတို့စကမ်းမှာ သူတို့စိတ်သက်ခွန်အားအတွက်အချိန်လုံးဆွဲနေအောင်စာရေးပေးထားတယ်။ငါမသေးငါစကန်မကြစီရ။သူတို့အတွက်လိုက်နာဖို့ရေးပေးထားတာ။မလိုက်နာတော့သူတို့ခံရပြီပေါ့။နေတော့နေသေးတယ်။သူတို့မရှိလဲဘာမှမဖြစ်ပါဘူးတဲ့။သူတို့နေရာမှာငါတို့ပေါ်တာဆွဲထားတဲ့လူငယ်တွေအများကြီးအစားထုတ်လို့ရတာပေါ့တဲ့။ဒီလူအိုတွေ ောက်သုံးမကျတဲ့ကောင်တွေစံကုန်မြေလေးတွေငါလမတတွေမင်းတို့အခွက်ကိုလည်းမမြင်ချင်ဘူးစစ်တပ်စိတ်မရှိတဲ့ကောင်တွေတော်တော်အသုံးကျတဲ့ကောင်တွေစက်တီကိုမရှိဘူးမသေးရင်လည်းအစကတည်းကထွက်ပြေးကြပါလား မင်းတို့အသက်ရှင်နေတာကအရေးမကြီးဘူးလက်နက်တွေကမင်းတို့ကောင်းနေတဲ့အစတရားပို့ပြီးတော့တန်ဖိုးရှိတယ်လို့ဇော်မဲလိန်ကသူ့လူတွေကိုအမျက်ဒေါသထွက်ဆဲဆိုပြီး ပြောလိုက်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့တော်လိုင်းပတ်တော်သားစီရီယံဘုံမူဒါကျွန်တော်လည်းလေးစားရတယ်ဗောနော်ဒါကျွန်တော်ရဲ့ဒါအကိုကြီးတို့လည်းပြောလို့ရတာပါဗျာအဘုံထင်လင်းအောင် ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဒူကနိုက်ဒါပြောပြခဲ့တဲ့အချက်လက်တွေကိုလည်းကျွန်တော်ကိုနိုင်လဲကြားထွက်ရပါတယ်သူကိုလည်း credit ပေးပါတယ်ဒီလည်းလေးစားပါတယ်အဲကျွန်တော်တို့ CDM မှာကျွန်တော်တို့ဘာသာဘူမှုထင်လင်းအောင်တူတဲ့မှုပဲနဲ့အခြားသောကျွန်တော်တို့အဲ CDM ဝင်နှံ့အမြောက်များပေါ့နော်အစစ်ပတ်ဆိုင်ရာဖြစ်ဖြစ်ကျွန်တော်တို့အခြားသောပေါ့ဗျာလူမှုဝင်းကျင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လန်ရေးမှာဒါပါဝင်နေကြတာတွေအများကြီးရှိပါတယ် ကျွန်တော်တို့အချို့ကြတော့ဒါသူတို့ရဲ့အခက်အခဲမျိုးစုံကြောင့်မျက်နှာထွက်မပြတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာကိုလည်းကျွန်တော်မိသားစုတွေပြောချင်ပါတယ်။လက်ရှိအချိန်အထိလည်းတော်လန်ရေးမှာကျွန်တော်တို့နဲ့အတူတွေးတားရဲ့ရက်တည်နေတာဖြစ်တဲ့ဒီမှာဆိုရင်တောင်းပတ်တော်ဓာရူရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူလူထုဟာခွေးနဲ့ခိုင်းနှိုင်းပြီးတော့ပြောထားတာမရှိဘူး။ခွေးနဲ့ခိုင်းနှိုင်းပြီးတော့ပြောခံရတာဆိုတာကလည်းရဲခွေးနဲ့စစ်ခွေးပဲရှိတယ်။ပြောချင်တာကတော့ အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေရဲခွေးနဲ့စစ်ခွေးလိုပဲအခေါ်ခံရတာဖြစ်တယ်ဗောနော်ဆိုတော့မင်းအောင်လည်းကတော့ဒါအကြမ်းဖက်စစ်ခွေးတက်လက်ရှိအချိန်မှာလည်းပဲဒါထိုးကျွေးခံနေကြရတာအဲ့တော့ပြည်သူကြွေးတာကိုစားတယ်ကျွန်တော်တို့ဒါတော်လိုင်းဘတ်တော်သားတွေကလည်းပဲပြည်သူကြွေးတာကိုပဲစားတာအ ကျွန်တော်တို့ပြည်သူကျွေးတာစားရခြင်းအတူတူတောင်မှာကျွန်တော်တို့ရဲ့ဂုံတိတ်ခါကကျွန်တော်တို့ဒါဂုံတိတ်ခါရှိရှိနဲ့ပြည်သူကျွေးတာကိုစားရတယ်ဖြစ်တယ်လို့လည်းသူရဲ့ပြောဆိုချက်တွေမှာတွေ့ရတယ်အဲ့ဒီမှာ तू တော်တော်လေးကိုအဲတကယ်ကိုထိထိမိမိပြောဆိုနေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျာဆိုတော့ဒီပြဿနာမှာလည်းပဲတရင်မှုတောင်ဝင်ယူနေတဲ့ကောင်ကမော်တော်စခန်းကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာထိုင်းဘက်ကိုကိုလိုယုံထွက်ပြေးသွားကြတာဖြစ်တယ်အဲ့တော့ တရင်မူကိုလူကိုကိုတော့မှမကကွယ်ကိုစကန်းကိုတော့မှမထိန်သိမ်းသူကြတော့ကိုလူယုံပြေးတယ်ဟုတ်ပြီမင်းအောင်လှိုင်းကရောကိုလူယုံမပြေးတော့ဘူးလားမင်းအောင်လှိုင်းကိုအတွက်အခုလက်ရှိတိုက်ပွဲဝင်နေကြတာလားမင်းအောင်လှိုင်းအတွက်ခုခံနေကြတာလားဘသူအတွက်ဘာမှမသိပဲနဲ့သူတို့ဘာအတွက်စစ်တိုက်နေရမန်းကိုမသိဖြစ်နေတာအကျန်ဖက်စစ်ခွေတက်ကောက်ကောင်နေလက်ရှိဖြစ်နေတယ်ဖြစ်စင်လားကျွန်တော်တို့ဘလောက်တောင်မဲ့နားချနားချအချို့နားမပါတဲ့ကောင်တွေလည်းရှိတယ် ကျွန်တော်တို့ဘလောက်ပဲပြောပြောနားပေါက်တဲ့အကောင်တွေရှိတယ်ပြောနေတဲ့အချိန်မှာတော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာပဲဒါကလည်းပဲစီရီယံဘုံဘူးထင်းလင်းအောင်ကသူလည်းသိတယ်အော်မင်းတို့လည်းအခုငါပြောလို့လည်းတိတ်နားလည်းဝင်မှာမဟုတ်ဘူးပေါ့နော်ဖြည်းဖြည်းချင်းပဲပြောရမှာအဲ့ဒီကောင်တွေကခွေးအားတယ်ချောင်းမိသားစုကနေအုပ်လိုက်ပဲကြိုက်တက်တာဘာလေးကိုလည်းကျွန်တော်သတိချက်ဖို့တော့လိုတာပေါ့ဗျာဘာဖြစ်လို့ကျွန်တော်တို့ကောင်းမြင်ပြီးတော့ရှေ့ကိုဆက်နေတာပါဟုတ်ပြီ အဲ့ဒီမှာကျွန်တော်တို့ကျွန်တော်တို့ကိမျိုးသားစီယုံကင်းနုနဲ့ကျွန်တော်ပေါ်တက်ဖို့အနေလာတိုက်မှာကိုတပတ်ကြိုပြီးတော့တိပင်မယ်ဒါစကောင်းဆောင်နေရဘာကာပဲမှပေးထားတာလည်းမရှိသလိုဘာမှလည်းလုံမပေးပဲနဲ့လက်ရှိစကန်ကိုလာရောက်တိုက်ခတ်တဲ့အချိန်မှာပေါ့နော်ဒီမျိုးတွေကိုကျွန်တော်ပြည်သူ့ကော်မတီတက်ဖို့ဝင်နေဝင်လာတဲ့အချိန်မှာလည်းပဲသူတို့ဟာအာသူရဲ့လောက်အောင်မှာရှိနေတဲ့တသားတွေကိုလည်းထားခဲ့ပြီးတော့ကိုလိုယုံပြေးသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတာဖြစ်ပါတယ် အဲ့တော့အဲ့ဒီမှာထပ်ပြီးတော့ဒါဗမှုတင်လင်းအောင်သူပြောထားတာကကျွန်တော်တို့စစ်တိုက်တဲ့အခါရဲ့ရွေချက်ရှိတယ်ပေါ့ဗျာတဲ့တလိုင်းတစ်ဖွဲ့ဝင်နေစစ်တိုက်တဲ့အခါသူတို့မှာရွေချက်ရှိတယ်သူတို့လူလူလုံးမြောက်ဖို့အတွက်တိုင်းရင်းသားတွေပြီးတော့ဒါပေါ့သူရဲ့တိုင်းသားခွင့်အရေးတွေရရှိဖို့အတွက်ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်ပြီးတော့စစ်မှန်တဲ့ဒီမိုကရေစီရဖို့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်တွေရွေချက်နဲ့တိုက်ပွဲဝင်နေကြတာခင်ဗျားတို့တိုက်ပွဲဝင်နေတာရေချက်ရှိလား ဘာရွယ်ချက်နဲ့ဒါတိုက်နေကြတာလဲဆိုတော့မိကုံးမျိုးကိုလည်းပဲသူပြောခဲ့တာတွေရှိတယ်တကယ်လို့ပေါ့နော်လက်ရှိစစ်တပ်ကဒါစစ်တိုက်နေတယ်ဘာရွယ်ချက်နဲ့တိုက်နေလဲဆိုတာကိုသိတဲ့လူရှိလေပြောပြပေးခဲ့ပါဆိုပါတယ်ဟုတ်ပြီဘောတော့မှာတောင်းဝင်ကြနေတဲ့ဒါပေါ့သူရင်းမှုကလည်းပဲနီးပြားကုန်းကိုတော်လိုင်းတက်တွေကတက်ခိုက်သိမ့်ပိုက်ပြီးတော့နေဆက်ခိတ်ပေါက်ကနေပြီးတော့ထပြေးသွားတယ်လို့လည်း သိရှိထားရတာဖြစ်ပါတယ်ဆိုတော့မော်တော်စကန်မှာတယင်းမှုအမည်စင်းမဲ့ရှိပြီးတော့ဒုတယင်းမှု ကတယင်းမှုတာဝန်ယူနေတယ်လို့လည်းကျွန်တော်တို့ကြားသိထားပါတယ်တယင်းမှုမရှိလို့ခိတတယင်းမှုလုပ်နေတဲ့သူတွေအောက်ခြေရဲဘော်တွေအတဝိစည်းစိမ်ကိုငါတို့ဘလူးကာဝယ်မယ်ဘလူးလုံးကြမယ်ဆိုတဲ့စီမံချက်တွေသူ့မှာမရှိဘဲနဲ့သူ့တော်မှခလို့ယုံပြီးတော့ပြည်တယ်မင်းအောင်လှိုင်လဲဒီတိုင်းပဲသူ့ရဲ့အသက်နဲ့သူ့ရဲ့အာနာသူ့ရဲ့ယာတူစည်းစိမ်တွေနဲ့ပတ်သက်လာရင် ဘသူကိုမှကြည့်နေမှာမဟုတ်ပဲနဲ့လက်ရှိအချိန်ထိလဲခြာနင်းနေသလိုပဲပြီးတော့ရွေးကောက်ပွဲလုပ်ပြီးတော့သူလုပ်ခဲ့တဲ့အရာတွေကိုခေါင်းချောင်းခဲ့အောင်မှဖြစ်တယ်ဒါတွေကိုလဲကျွန်တော်တို့ဒါတိထားပါတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဆိုတော့လက်ရှိကတော့ကျွန်တော်တို့အာရွေးချက်ရှိရှိနေပေါ့နော်အဲလုပ်နေတဲ့မရောက်လှိုင်းတဲ့လက်ရှိအာနာယူအုပ်စုအကြောင်းနဲ့ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့တကယ့်ကိုစနစ်ကျတယ်ပေါ့နော်ဒါစစ်စင်ရေးတွေပြီးတော့စည်ရေးသုံးသက်ချက်တွေပြီးတော့ကျွန်တော်လုံဆောင်ရမယ်ရှစ်ဆက်ပေါ့နော်ရှစ်ဆက်ပြီးတော့ဘယ်လိုသွားမလဲဆိုတာမျိုးကိုကောင်းဆုံးပုံဖော်ထားပြီးပြီလို့တော့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုအသိပေးချင်ပါတယ်ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီ နောက်တစ်ဂျင်းခုကလည်းတကယ်ကိုအားရကျင်တဲ့ဖို့ကောင်းပါတယ်အရကတက်တော့ AA စုပ်ပေးလိုက်တယ်ဆိုတဲ့အဲ့ဒီဂျေးရတဲကိုအတင်းဝင်လာတဲ့အကျန်ဖက်စစ်ခွေးတက်စစ်ကြောချိန်မုံခန့်ရပြီးတော့အကောင့်တရာကျော်တည်ဆုံးသွားတယ်ဆိုတဲ့အကြောင်းပါအရကတက်တော့ AA စုပ်ပေးလိုက်တဲ့အကြောင်းပြုမျိုးနဲ့မင်းပြင်ဂျေးရတဲကိုအကျန်ဖက်စစ်ခွေးတက်ကပျော်မြူးပြီးတော့အတင်းတိုးဝင်လာခဲ့တဲ့မိုင်းတွင်းတဲကိုရောက်ပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ချချိန်မုံခန့်ရတဲ့အချို့ကောင်တွေက ဒါ hard attack ပေါ့နော်ခေါင်းကိုတိုက်ရိုက်ထိမှန်ပြီးတော့တည်ဆုံးခဲ့တယ်20ကျော်လို့ကျွန်တော်တို့ကြတိထားရတယ်အချို့ကောင်တွေကတစားစီစုပ်ပြတ်တက်ပြီးတော့အာအိုက်ကောက်ကမဲ့လိုက်ကောက်လိုက်ကောက်ရင်တော့မဘလို့မှအဆင်ပြေတဲ့အခြေအနေထိကိုတက်ကွင်းတွေကို ဝင်သွားတယ်လို့ကျွန်တော်ကြားထားရတာဖြစ်ပါတယ်။ပြောချင်တာကတော့တို့ကအနိုင်ရပြီဒီနေရာကတော့ငါတို့စုံပိုးနိုင်ဒီနေရာကငါတို့ AC ပဲဆိုပြီးတော့ဟိုကဒါ A A နဲ့ပူအောင်တက်ဖွဲ့ဝင်နေစုတ်ခါထွက်ပြေးသွားပြီဆိုပြီးတော့တို့ကအပျော်လွန်ပြီးတော့ဝင်သွားတယ်လို့ကျွန်တော်တို့သိရတယ်။မိုင်းထီးရဲအနိကချင်းမုန်းခံရတယ်။မင်းပြင်မှာဆိုရင်နဲ့မနေ့ကတရက်သေးကိုရာနဲ့ချီပြီးတော့တေးသွားတယ်။အရှင်ဖန်းစီခံရတာတွေလည်းရှိပါတယ်။ အဲ့တော့မင်းအောင်လှိုင်နဲ့အပေါ်မှာရှိနေတဲ့ကောင်တွေမြောက်ပေးတိုင်းခွေးတက်အောင်ကတဲ့အချုပ်ငစနူကောင်တွေရဲ့ဘွားဆက်သိန်းကိုမြင်တွေ့နေရတာဖြစ်ပါတယ်အရှိမဆုံးမင်းလိပြောသလိုပဲလေအမင်းတို့တေွားလဲဘာဖြစ်လဲဟိုမှာနိုင်ငံတွင်းမှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲမယ်လူဖြည့်မယ်ထပ်တိုက်ခိုင်းမယ်ထပ်တေလေဘာမှပြဿနာမရှိဘူးဒါပဲအာနာယူတွေဆိုတာ မနေ့ကတရက်တည်းမှာပဲချမ်ပတ်စကွတ်တက်ကအရကတော်တော်ကြားမော်နော်ချောင်းဝရွာနဲ့မင်းပြင်းရွာအကြမ်းမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လေကြောင်းကနေတော့အပြင်းနဲ့ဘုံကျဲပြီးတော့စစ်လီရင်တွေကနေပြီးတော့လည်းစစ်ရေရင်တွေကနေပြီးတော့လက်နက်ကြီးတွေပြစ်ကူပေးခဲ့တယ်လို့ကျွန်တော်တို့ကြားသိထားရတယ်ဆိုတော့ဒီစစ်စင်ရင်နဲ့ပတ်သက်ပြီးတော့ဟိုဘက်ကဒီအချမ်းအဲလေကြောင်းကရေပင်ကပါလက်နက်ကြီးတွေပြစ်ခတ်ချပြလိုက်တယ်ဗျာဆိုတော့အဲ့ဒီမှာအရကတော်တော်အေအေကအဲ့ဒီကျွန်တော်မင်းမင်းရွာကနေပြီးတော့ နောက်ဆုတ်ပေးလိုက်တဲ့သဘောပါအဲ့တော့မိမိရွာကိုတခက်သိမ့်ပိုက်နိုင်ပြီဆိုပြီးတော့အကတော့အေအေနဲ့တပွဲဝင်နေထွပြေးသွားပြီဆိုပြီးတော့သူတို့ကဝင်လာတာဖြစ်တယ်အဲ့ဒီဝင်လာတဲ့အချိန်ကြာမှာတက်တော်ကထောင်ထားတဲ့မိုင်းတွင်နဲ့တကွင်းထဲကိုရောက်ပြီးတော့အမှုတ်ကျိတ်ခံလိုက်ရတာဖြစ်ပါတယ်။အော်ဂျင်တော့မရဘူးလို့ကျွန်တော်တို့ကြားသိထားရတာဖြစ်တယ်။ တိုက်ပွဲတွေကတော့လက်ရှိချိန်ထိဖြစ်ပွားနေဆဲဖြစ်ပြီးတော့လေကြောင်း drone နဲ့ navy တွေကလည်းစတိုက်ပစ်ခတ်နေတာလည်းရှိတယ်။အကြောက်ပြူတိုက်ပွဲအတွင်းမှာဒါအချမ်းဖက်စစ်ခွတ်တက်ကအကြဆုံးအလွန်ကိုများပြားနေပြီးတော့စစ်အင်အားတွေထပ်ပြီးတော့ဖြစ်နေရတယ်။အခုချက်ပိုင်းအတွင်းမှာအမှတ်3ဒါစိတ်ကန်းကနေပြီးတော့ဖောင်တော်ကနေစစ်လက်နဲ့ခဲရန်တွေစစ်တင်အင်အား300လောက်ကိုထပ်မံပို့ဆောင်ထားတယ်လို့လည်းပဲကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ချမ်းဖက်စစ်ခွတ်တက်ကအရကတက်တော် AA နဲ့ထိုက်ပြိုက်တွေ့တဲ့အချိန်မှာအရန်ကိုစိုးရင်ကြောက်လန့်နေတာသူတို့ဒီလက်နက်ကြီးတွေနဲ့ရန်တံပစ်ခတ်ပြီးတော့လက်နက်ကြီးတွေနဲ့ကျွန်တော်တို့လေရင်နေပြီးတော့ခြေပင်ကနေပြီးတော့နဗီးတွေကပေါ့အင်အားအလွန်ကြုံတုံးပြီးတော့သူတို့တွေခုခံနေရတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်ဒါပေမဲ့ကျွန်တော်တို့အရကတက်တော့ AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေစီဗျူဟာကအရန်ကိုထူးခြားလွန်တဲ့အတွက်ဒီချက်လေးကိုကျွန်တော်မိသားစုနဲ့အတိပေးခြင်းတာအတိပေးခြင်းတာဖြစ်ပါတယ် ဒီညီကုန်းကျုပ်စကားလေးလည်းကျွန်တော်ပြောချင်ပါတယ်ဒေါ်သက်သက်ခန့်ရဲ့အခြေအနေဘလို့ဖြစ်သွားလဲဗျာသက်သက်ခန့်ကတော့တကယ်ပါပဲအခန့်သက်သက်ပါပဲဗျာမလောင်ဖြစ်ခွင့်အတနာခန့်စာတင်လာတော့မှရွေးကော်ကပယ်ချလိုက်ပါတယ်နောက်ဆုံးကြတိထားရတဲ့သတင်းကတော့မင်းအောင်လှိုင်ကသက်သက်ခန့်ကိုလုံးဝကိုပါဝင်ခွင့် မပေးတော့ဘဲနဲ့အပြတ်ရှင်းလိုက်တယ်ဆိုတဲ့သတင်းပါပဲဟုတ်ပြီဒါကတော့မင်းအွန်လိုင်းနဲ့ပတ်သက်တယ်ဆိုရင်လက်ရှိကင်ပီနယ်တွင်းထဲမှာအตาလေးပဲအေးဆေးပါပဲငါတို့နဲ့မဆိုင်ပါဘူးကျွန်တော်တို့ဘာမှမသိပါဘူးဆိုတဲ့သူတွေလည်းအခုခံနေရပြီဒီတက်ကောင်းတဲ့ပွဲတွေကိုထပ်ပြီးတော့မြင်တွေ့ရဖို့လည်းရှိသေးတယ်ကျွန်တော်ရဲ့မိသားစု ပွဲဆက်တွေရှိပါသေးတယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်ဒီနေ့ဗီဒီယိုအဆုံးသတ်ပြပါစေ